မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ခိုင်မွန်ဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကဒီကြဲမွေးမြွေသမားတွေကိုကြဲမွေးမြူလို့ရှိရင်ဘယ်လိုဆေးဝါးဆေးဝါးတွေဘယ်ဆေးဝါးတွေကိုဆောင်ထည့်ရမလဲဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့မှကျွန်တော်အနည်းငယ်မျှဝေပေးသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါကြဲမွေးမြွေလောက်တယ်ဆိုလို့ရှိရင်ဘယ်လိုဆေးဝါးတွေနဲ့ဘယ်လိုဆေးဝါးတွေကိုဆောင်ထည့်ရမလဲဆိုတာသိရှင်ရင်တော့အဲဒီဗီဒီယိုကိုစွန့်အောင်ကြည့်ပေးပါနော် ဟုတ်ကဲ့ပါဒီမှာကျဲမွေးမြည်ရလောက်တယ်ဆိုလို့ရှိရင်ဒီဆေးသုံးမျိုးကိုဆောင်ထားပါဒီမှာကျဲမွေးမြည်ရလောက်တယ်ဆိုလို့ရှိရင်ဒီဆေးဝါးသုံးမျိုးဆောင်ထားပါเนาะဒီမှာဒီကောင်ကไฮโกမဲတရား A ဒီကောင်ကဒိုစီဆိုဒီကောင်ကဘိုင်အိုဘီအပေါင်းဘီစင်လိုက်ဖြစ်ပါတယ် ကျဲမွေးမြဲလောက်တယ်ဆိုရင်ဒီဆေးဝါးသုံးမျိုးကိုဆောင်ထားပါဘာလို့ဆောင်ထားရလဲဆိုတာသိရှင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဗီဒီယိုတစ်ပုဒ်ဖွင့်ပြမယ်နော်အဲ့ဒီဗီဒီယိုကိုအရင်ကြည့်ပေးပါပြီးရင်အဲ့ဒီဗီဒီယိုမှာဘယ်လိုပြောထားလဲဆိုတာကျွန်တော်ဘာသာပြန်ပေးပါမယ်အဲ့ဒီဗီဒီယိုကအကြောင်းအရာတွေကိုကျွန်တော်ရှင်းပြပေးမယ်เนาะသူပြောထားတာတွေဒီထိုင်းနိုင်ငံကဒီအောင်မြင်နေတဲ့ကျဲမွေးမြွေသမားဒီတနိုင်ငံလုံးကိုသူဟိုဥစားကျဲရှံသွားဖားပြီးတော့မှဒီကျဲတွေသွားဖားပြီးတော့မှတနိုင်ငံလုံးကိုဒီ ပို့ဆောင်ရောင်းချမ်းနေတဲ့သူပြောထားတာကိုကျွန်တော်မျှဝေပေးသွားပါမယ်အဲ့ဒါကိုကျွန်တော်အရင်ကြည့်လိုက်ရအောင်ဗျာ เซตนี้ขายดีมากค่ะ เมื่อเพื่อนๆรับไก่แคสาวเข้าเราวันแรกนะคะ ให้เตรียมน้ำผสมกับวิตามินไบโอบีสสิบองซองสีเขียวซองนี้ได้เลยนะคะ ให้ไก่พักกินน้ำเต็มที่ อย่าพึ่งให้อาหารทันทีค่ะ ยาตัวนี้ให้กินติดต่อกัน 5-7 วันก็พอค่ะ หลังจากนั้นเลี้ยงต่อ 3 สัปดาห์ ให้เสริมด้วยไฮโคมิก ะคะเป็นวิตามินเร่งให้แม่ไก่ออกไข่โดกไข่ดีนั่นเองค่ะ ตัวนี้จะใช้สำหรับผสมในอาหารไก่ไข่นะคะ ผสมให้กินทุกเช้าจะดีมากค่ะ และก็ที่ขาดไม่ได้นะคะนี่คือด็อกซิโซนะคะเป็นยารักษาไก่ป่วยนะคะ จะได้รักษาน้องไก่อย่างทันท่วงทีนะคะ 3 อย่างนี้มีไว้ติดฟาร์มจะดีมากๆค่ะโอเค ခုနကသူပြောသွားတာကိုကျွန်တော်ဒီပြန်ပြောပြပေးမယ်ပေါ့နော်သူကဘာပြောသွားလဲဆိုလို့ရှိရင်ဒီအစုံလိုက်ကတော့တဲ့ဂျမက်စီမှာအရန်ရောင်းကောင်းပါတယ်တဲ့ဥစ္စာကြက်ကလေးတွေကိုဥစ္စာကြက်မလေးတွေကိုစက်တဲ့မွေးမြူတဲ့ပထမဆုံးနေ့မှာပဲအဘဗီတာမင်နဲ့ဆေးဝါးတွေကိုတွေးဖဲပြီးအစင်သက်ပြင်ဆင်ထားသေးပါနဲ့နံပါတ်1 BioB BioB အပေါင်း BC night အစင်ရောင်ထုတ် ဥစ္စာကြမ်းလဲတွေကိုစက်တင်လက်ခံပြီးသွင်းယူလာတဲ့ပထမဆုံးနေ့မှာဒီ BIOB စနိုက် BIOB B စနိုက်အစင်းုံထောက်ကိုရင်းနေရိုးပြီးဖြိုတိုက်ဖို့ပြင်ဆင်ပါကြမ်းလဲတွေရရရှင်းမှာ သူတို့ကိုတေတေရှာရှာဝါဝါလန်လန်အနာပေးပြီးအစာကို ရှဲရှဲမတွေးပါနဲ့အောင်ရရရှင်းမှာအစာကိုအရင်မကြွေးပဲအသင်းဖြိုထားတဲ့ဒီဗီတာမင် B စနိုက်ဗီတာမင်အပေါင်း B စနိုက်အစင်းုံထောက်ကိုအရင်ဝါအောင်သားပါစေ ဒီဆဲကို3ရက်ကနေ9ရက်လောက်ဆက်တိုက်တိုက်ပြီးတာနဲ့လုံလောက်ပြီးဒီဆဲကို3ရက်ကနေ9ရက်ဆက်တိုက်တိုက်ပြီးတာနဲ့လုံလောက်ပြီးပြီးရင်တော့ဒီဆဲကိုနားလိုက်ပါဆိုပြီးတော့ပြောထားပါတယ်နောက်ထပ်နံပါတ်9ဆဲကတော့ဒီ Hycomet 100A ဗီတာမင်ဖြည့်စွက်စာဖြစ်ပါတယ် BioB C night BioB အပေါင်း B C night အစင်းရောင်ထောက်ကိုရေအစင်းရောင်ထောက်ကိုတိုက်ပြေးပြီးနောက် သုံးဘက်အကြမှာဒီ high comet တရား A ဗီတာမင်ဖြည့်စက်စာနဲ့ဖြည့်စက်စာဆင်းနဲ့ tabby အဖြစ်ပေးပါဒီဆင်းကဥကျက်မှတ်တွေကိုဥမျိုးများဥစေဖို့နဲ့ဥအရေသွေးကောင်းစေဖို့ရန်အတွက်အထူးသီးသန့်ထောက်လောက်ထားတဲ့ဗီတာမင်အဖြစ်စစ်တစ်မျိုးဖြစ်ပါတယ်ဒီဗီတာမင်အဖြစ်စာကိုမနေ့ခင်တိုင်းကြဲစာထဲမှာရိုးစပ်ပြီးကျွေးရင်အရန်ကောင်းပါတယ်တဲ့သူကအဲ့လိုမျိုးပြောသွားတာဖြစ်ပါတယ်နောက်ထပ်နောက်ထပ်တစ်မျိုးကြားလို့သူကဟိုပါဗောဒီနံပါတ်3ဒိုစီဆိုအဝါရောင်ဆေးတော့ဗော ဒီစရာကျက်ရှံတွေမှာလုံးဝမပြတ်လုံးဝပြတ်သွောလို့မရတဲ့အရေးကြီးတဲ့စစ်တမျိုးဖြစ်ပါတယ်စင်းနာမီကတော့ဒေါ်စီဆိုးဖြစ်ပါတယ်ဒီစေကဖြောင်းတာတဲ့ကျက်မတ်တွေကိုကုပတ်ဖို့ရန်အတွက်အသုံးပြုရတဲ့စစ်ဖြစ်ပါတယ်ကျက်ရှံတွေမှာယောဂကျက်ရှံတွေမှာယောဂကြာရလာရင် ရှဲရှဲကုပတ်နိုင်ဖို့အတွက်ရှံတွေမှာအမြဲတမ်းဆောင်ထားသင့်ပါတယ်တဲ့ကိုယ့်ရဲ့ကျက်ရှံမှာဒီစေသုံးမျိုးကိုအစင်သက်ဆောင်ထားမယ်ဆိုရင်အကောင်းဆုံးဖြစ်ပါတယ်ဆိုပြီးတော့သူကပြောသွားတာဖြစ်ပါတယ် ဟုတ်ကဲ့ပါအခုနကသူပြောသွားတာကဘယ်လိုလဲဆိုတော့ပထမဆုံးပါပထမဆုံးကျွန်တော်တို့ကကြက်တွေကိုမှာယူလိုက်တယ်ပေါ့ကြက်တွေကိုမှာယူလိုက်တဲ့ပထမဆုံးနေ့မှာကြက်တွေကရလာပြီရလာပြီဆိုလို့ရှိရင်ဒီမှာကြက်တွေကကိုယ့်ကြက်ရှံကိုကြက်တွေကမှာထားတဲ့ကြက်တွေကရလာပြီဆိုလို့ရှိရင်ဒီ BioB စင်လိုက်ကိုအသင်းဖြိုထွက်ရမယ်အသင်းဖြိုထွက်ပြီးတော့မှသူကအဲ့ဒါကိုဒီရေနဲ့ဒီကောင်အသင်းရေနဲ့ဖြိုပြီးတော့မှဒီကြက်တွေကိုရရရှင်တက်ရမယ် ရာရှင်တိုက်ပြီးတော့ဒီကျဲတွေကိုရာရှင်ဒီကောင်ကိုတိုက်ပြီးရင်ကျဲတွေကိုအနာကောင်းကောင်းပဲအစာကိုရှိုက်ရှဲမကျွေးနဲ့အစာကို၃နာရီ၃နာရီကြာပြီးနားမှာမှဒီဦးစက်ကျဲမတ်တွေကိုအစာတွေကိုကျွေးသူကအဲ့လိုပြောတာအဲ့လိုပြောတာဖြစ်ပါတယ်ဘာဖြစ်လို့ပြရတာလဲဆိုလို့ရှိရင်ဒီကောင်ကဒီကျဲတွေကပင်မနွမ်းနေတယ်ဗျာလန်ခီးတွေမှာလာတယ်ဆိုလို့ရှိရင်ပြီးတော့ရေငန်းတာတွေဘာတွေရှိတယ်ဆိုလို့ရှိရင်ဒီကောင်ကအဲ့ဒါတွေကိုကူညီပေးတယ်ပြီးတော့ပင်မနွမ်းနေတာတွေကိုပြပြအောင်စိုက်ပီးစီးမှုတွေကို ရှိုးရှာပြတာပေါ့ပြီးတော့ဒီနေရာအပြောင်းရွှေ့ရာသီဥတုအပြောင်းရွှေ့တွေမှာဒီဖြစ်တဲ့ယောဂါတွေကိုကာကွယ်ပေးတယ်အဲ့ဒါကြောင့်ဒီကောင်ကိုအရင်ဆုံးသူကရေနဲ့ပြိုပြီးတိုက်ပေးဖို့သူကအကြံပြုတာဖြစ်ပါတယ်ပြီးရင်သူကဒီကောင်ကိုတော့သူပြောတာကဒီ9ရက်ကနေ9ရက်လာပဲဆဲပြီးတော့တိုက်ပေါ့နော်9ရက်က9ရက်ဆဲပြီးတိုက်ပြီဆိုလို့ရှိရင်လုံလောက်ပြီပြီးရင်ရိုက်လိုက်ပြီးရင်ဆဲမတိုက်နဲ့တော့ဘာဖြစ်လို့လဲဆိုတော့ဥစ္စာကျမတွေကိုဒီကောင်ကိုဆက်တိုက်ဆက်တိုက်တိုက်ပြေးမယ်ဆိုလို့ရှိရင်သူက ုံလုံးတွေရတန်းသွားတဲ့အန်ဒီရှိတဲ့အတွက်သူကတတိပေးထားတာဖြစ်ပါတယ်ဒါကိုရှုံကြည့်ဖို့သူကအဲ့လိုမူလာမျိုးတတိပေးထားတာဖြစ်ပါတယ်နောက်ထပ်ဆေးကြတော့သူက DC ပေါ့ DC ကိုသူကအကြံပြုထားတယ် DC က high comet တရားအေးဒီ high comet တရားအေးကြီးကတော့ဗာပြောလို့ဆိုတော့သူကဒီပုံပတ်အကြံမှာပေါ့ဒီကျဲမဲတွေရှန်ထဲကိုရလာပြီးတော့ပုံပတ်အကြံမှာဒီအိုးအိုးမဲ့ရှင်ပါဆိုလို့ရှိရင်ဒီကောင်ကိုပေးပါတဲ့ဗာပြောလို့ဆိုတော့ဒီကောင်ကိုပေးပြီဆိုလို့ရှိရင်ဦးဇက်ကျဲမဲတွေကဒီ ဟိုအုံလုံးကောင်းတာပေါ့အုံလုံးကောင်းပြီးတော့ဒီအုံအလုံးတွေကြီးတယ်ပြီးတော့အုတ်ခွန်တွေကိုမာကျိုးထူထဲစေတယ်ပြီးတော့ဒီယောဂတွေကိုခါနိုင်ရရှိတာပေါ့ဒီဗီတာမင်တွေကနေပြီးတော့ဒီကြက်တွေကိုပါမန်စေတာပေါ့ဒီဗီတာမင်တွေကယောဂတွေမကြရအောင်မဝင်ရအောင်ဆိုပြီးတော့အဲ့ဒါကြောင့်ဒီဗီတာမင်ကိုသူကပေးဖို့အကြံပြုတယ်နောက်ထပ်စစ်တမျိုးကတော့ဒိုစီဆိုဒီဒိုစီဆိုဆေးပေါ့ဒီဒိုစီဆိုဆေးကိုသူကဘာလို့ပေးရတာလဲဆိုလို့ရှိရင်ဒီကြက်နာကြက်တဲ့အခါဒီကောင်ကိုပေးရတယ် ကကျဲနာမကြဘူးဆိုရင်ဒီကောင်ပြည့်ကြမလို့ဒီကကျဲနာကုတ်စစ်ဒီဒီကောင်က तू ကဒါကြီးသုံးဝင်ရောဂါမျိုးစုံကုသလို့ရတယ်ဒီဘေရောဂါတွေဘေရောဂါတွေကုသလို့ရတယ်ဆိုတော့အများကြီးပဲ तू ကဒီကျဲကလာဝမ်ယောဂါတော့ပြီးတော့ဒီလေရှောင်းကအမှန်မြေတာတော့ပြီးလေရှောင်းနာတာတော့ပေါ့ဒီနားပြီးတော့ဒီကုဆက်မြန်လေပွားယောဂါအဲ့ဒါတွေလည်းကုသလို့ရတယ်ပြီးတော့အေးမင်းနှာစီဖျားနာ နောက်ပြီးတော့ဒီမျက်နှာဖိုးရောင်တာတွေကအဆအပေါ့ဒီအသက်ရှူလမ်းကြောင်းဆံရနဲ့ဒီဥလမ်းကြောင်းဆံရပေါ့အဲ့ဒါတွေကိုအကုန်လုံးကုသလို့ရတယ်ဒီဆေးကနေပြီးတော့ပြောရပါတယ်ကုသလို့ရတယ်လဲဆိုတော့ဒီ ecoline တော့ cinnamonella တော့ဟိုအနောက်ထပ်ပါလဲကျွန်တော်မေ့တော့မေ့တော့ပြီအဲ့ဒါတွေလည်းကုသလို့ရတယ်သူကအများကြီးပဲကုသလို့ရတယ်ဒီဆေးကအဲ့ဒါကြောင့်ဒီဆေးကိုသူကဒီဆေးသုံးမျိုးသူကအဲ့ဒါကြောင့်ဆောင်ခိုင်းထားတာသူကရတာနဲ့ဘိုင်ဘိုဘီဆင်းလိုက်ကိုတိုက် ပြီးရင်သူကနေပြီးတော့ဟိုက်ကွန်မဲ့တရားအေကိုတိုက်ပြီးရင်ရုပ်ကဖြစ်ပြီဆိုတာနဲ့ဒီကောင်နဲ့ကုတ်ကဲဆိုပြီးတော့သူကအကြံပေးထားတာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါရှင်မမင်းနဲ့နော်ကိုယ့်ရဲ့ကြက်ရှံမှာဒီဆေးသုံးမျိုးကိုဆောင်းထားဖို့လုံးဝမမင်းနဲ့နော်ကိုယ့်ရဲ့ကြက်ရှံမှာဒီဆေးသုံးမျိုးကိုဆောင်းထားမယ်ဆိုလို့ရှိရင်ကြက်ရုပ်ကကြာရမှုတွေနဲ့အခြားသောအရာတွေကိုတိုက်ပြီးကြားစရာမလိုတော့ဘူးဟုတ်ကဲ့ပါကြည့်ရှုအားပေးတော်လို့အားလုံးကိုကျေးဇူးတင်ပါတယ်